ီးပါမရှိတဲ့တာသမီတယောက်အလူပွဲကြီးကဥပမာပြောပြောရမယ်ဆိုကိုတီးရတို့မသိမှဥတို့တော့ရှိနေကြည့်ဒီတဝင်းလုံးပြည့်သွားမှာပေါ့ပြည့်သွားမှာပေါ့အားကြောင့်ဆိုတော့ဟောကိုတီးရတို့မသိမှတို့ရဲ့မျက်နှာကြောင့်အားကြရတယ်ဒါပေမဲ့သူတီးရအားမငယ်ပါဘူးသူကအဓိကသူ့မွေးနေ့ပွဲကြီးဖြစ်သွားဖို့တဲ့သူ့အဖေအမေတွေအတွက်ရည်မှန်းထားတဲ့ရည်စူးထားတဲ့ဟာတခု လူကြီးဖြစ်ဖို့သူကအဓိကပဲဘုရားကြီးကြီးကျေးဇူးမှာသဒ္ဓမာဘုရားတရားကြီးကြီးတောင်းရင်ညာအောင်ဘုရားရေနာဘုရားရေနာသံဃာရေနာမွေးနေ့မွေးရက်မွေးလတိုက်တာရယ်မွေးနေ့ပွဲလေးအထူးသူ့ရဲ့ပထမဦးဆုံး ီသာသနာပေါင်နဲ့ဝင်တဲ့ပွဲလေးရဲ့ပြီးတော့ကွယ်လွန်သွားချာပြီးဖြစ်တဲ့အဖေတီးရတင်တို့အမေဒေါ်တင်မာဦးတို့ရဲ့ကျေးဇူးကိုဆက်တဲ့ကျေးဇူးဆက်ပွဲကြီးလို့ပဲခေါ်ရမှာပေါ့နော်မြင်သေးခြင်းနဲ့ဆန္ဒကတော့မိပါတိုင်းပါပဲသူတို့ဖြစ်သေးခြင်းနဲ့ဆန္ဒတွေပေါ့အခုဖြစ်အောင်လုပ်ပေးလိုက်ရတဲ့အတွက်ကြောင့်တမလွန်ဘွားကနေပြီးတော့တီးမယ်တီးနိုင်တယ်ကြားနိုင်မြင်နိုင်ပြီးတော့ဒါတို့နှူးဝန်းသနာခေါ်ဆိုနိုင်မှာပါအားကြောင့်ဆိုပြီးပါတိုင်းက ကိုသားသမီးတွေအရွယ်ရောက်လာရင်သားပဲဖြစ်ဖြစ်သမီးပဲဖြစ်ဖြစ်ရဟန်းငန်ရှင်ပြုနာသအလူဝဲလေးကိုငါတို့ဖြစ်အောင်လုပ်မယ်ဆိုတဲ့ဆန္ဒလေးကမိဘတိုင်းမှာရှိကြတယ်လေအဲ့ဆန္ဒလေးမပြေဝခင်မှာလေဟိုသူကတမလွန်ဘွားထောက်ခွာသွားတာဟုတ်တော့အမိဘတွေရဲ့ရှိသောဆန္ဒကိုကြံခဲ့တဲ့သားတယောက်ပါနေပြီးတော့ဒါသူရဲ့ပထမဦးဆုံးဝင်းနဲ့လည်းတိုက်ဆိုင်တယ်အကြီးကလေးနဲ့စောင်းရွက်ပေးလိုက်တဲ့အတွက်ကြောင့်ပို့ပြီးတော့ ထူးမြတ်တယ်ပေါ့ပို့ပြီးတော့ကုသိုလ်ရတယ်ပွဲလေးညာတော်တော်များများရိုက်ခဲ့ဘူးကွာကိုတီးရနဲ့အောင်မသိမနဲ့အောင်တော်တော်ရိုက်ခဲ့ပါကျွန်တော်တို့ကိုတီးရနဲ့ရိုက်နေတဲ့အခြေအမှာဒီချက်နိုင်လို့ဆိုတာငငယ်လေးတွေပဲရှိတယ်နှစ်ချီတွဲလောင်းလေးပေါ့ဒီလိုဘွားလေးအလိုမျိုးလေးဖြတ်တန်းလာခဲ့တယ်အများကြီးပါပဲဒီအမတ်တရားရဲ့ပြောရမယ်ဆိုရင်တနေတော်ကိုဝမ်းမှာအများကြီးအများကြီးလေမိဘမရှိတဲ့သာသမီတယောက် အလူပွဲကြီးอ่ะဥပမာပြောပြောရမယ်ဆိုကိုတီးရတို့မသိမှာဥလူတို့ရှိနေကြည်ဒီတဝင်းလုံးပြည့်သွားမှာပေါ့ပြည့်သွားမှာပေါ့ဘာကြောင့်လဲဆိုတော့ဟောကိုတီးရတို့မသိမှာတို့ရဲ့မျက်နှာကြောင့်ဘာကြတယ်ဒါမဲ့သူတီးရအားမငယ်ပါသူကအဓိကသူ့မွေးနေ့ပွဲကြီးဖြစ်သွားဖို့တဲ့သူ့အဖေအမေတွေအတွက်ရည်မှန်းထားတဲ့ရည်စူးထားတဲ့ဟာတခုအလူကြီးဖြစ်ဖို့သူကအဓိကပဲဒါတွေက ်စိတ်တက်တဲ့နေရာမလို့ပါဘူး။တချို့တွေကြတော့အားရရှိတယ်မအားရရှိတယ်လေ။အားတဲ့လူကလည်းကမအားရမအားတဲ့ကြတဲ့ကတော့ကဘာကနလာတဲ့လူရှိတယ်အောင်ပြန်သွားတဲ့သူ့အလုပ်လေးရှိတာလေ။ဒါတွေကအားငယ်နေရာမလို့ကိုလူတဲ့အလူကြီးတစ်ခုဖြစ်ဖို့အတွက်ကအဓိကအလူကြီးရေစက်ချမှအလူမြောက်တာဟုတ်ရည်စားချအောင်ရည်စားချနိုင်အောင်ပြီးတော့ရှိရင်ကွယ်လွန်သွားတဲ့မိဘနှစ်ပါးကိုနံမလေးတက်ပြီးတော့ကိုတာရုခေါ်ဆိုပေးအမြပေးဝေဖို့သူတို့ဘက်ကလည်းတာရုခေါ်ဆိုနိုင်ဖို့အဓိကပဲ။ အားရတော့ဖြစ်ဖြစ်တတ်တဲ့ပြင်မြဲတဲ့တပါဘာဝါဒီပေါ့နော်ငငယ်အောင်ကတော့ဒီဆောင်းဝဲပြီးတာနဲ့ဆောင်းဝဲပြီးသွားတာနဲ့တစ်နှစ်တခါဝေ့ဖြစ်တယ်အခုကြီးလာဒီနှစ်ထဲမှာပဲကျွန်တော်အမအကြီးဆုံးကငငယ်ညားမှာသူကနေပြီးတော့အရဟန်ငန်ရှင်ပြူပွဲလေးလုပ်ပေးတယ်လုပ်ပေးတဲ့တော့ကြောင့်ကျွန်တော်ဒီနှစ်ထဲမှာလည်းဟိုကိုရက်ပေါ့ရဟန်ကိုရက်ဖြီးခဲ့တယ်ဟုတ်ကဲ့ပါတယ်ကျွန်တော်အဲတာနာနဲ့တော့ယင်းနေမှုရှိရယင်းနေမှုရှိပါတယ် ငငယ်တနေ့တခါဝင်နေတော့ရင်းနေပါတယ်ဒုံလဘဝေတော့အရင်ဒီအခုဆိုရှိစက်နိုင်လို့ဆိုဒါပထမဦးဆုံးဝတ်တာလေပထမဦးဆုံးဝတ်ဆိုစက်နိုင်ကျော်အဲ့အဲ့ဦးဆုံးပိုက်စာတော့ပါစက်နိုင်ကျော်လှည့်အောင်ခံရတော့ပါဟမ်သတ္တမနစ်တော့ခံမလို့မသိဘူးခုနကလာတော့မှသွန်းသားပွဲမှာကြောင်းနိုင်တွေကပြီးပြီသူမပြီးသေးဘူးမလုံနေတဲ့ကိုတော်နဲ့ဆက်ရနိုင်မထိုးခင်အဝတီးရတာတဲ့ဟုတ်တယ်ဟုတ်တယ်ဘာလို့ ဒီဖုံးကြောင်းကတာနဲ့ဟိုတောက်သားမှုကင်းသွားတာနဲ့လည်းဆိုင်တာပေါ့နော်တောက်သားရှိနေဦးမသာသနာ့မြေထဲမှာတော့ကိုကယူတိုက်ဆိုင်တယ်ဟောမဟုတ်လေဖုံးရရှေ့မှာတာဟောတာကိုကနောက်မှာတောက်ပြီးတောက်ပြီးရအောင်ကိုကတောက်သားမရှိတော့နောက်ပိုင်းလေးမှာတော့ဒီသာသနာပဲလေးရောက်သွားတော့ပို့ပြီးတော့ရင်းနှီးမှုလေးဖြစ်လာတော့ပေါ့တချင်ရဆိုတော့ဟိုဇက်သက်ဆက်မှာခေါင်းဆောင်ကမင်းသားပဲလေမင်းသားခေါင်းဆောင်ဇက်တရားအများဆုံးပေါ့သူတို့ရဲ့ လိုလိုအပ်မှုလိုလားမှုတွေကိုဖြည့်ဆည်းပေးရတာပေါ့နောက်တော်ပိုင်းပေါ့အခုကကြတော့ခရီးသည်ရောက်နေနေပေါ့နော်ဒီမင်းသားကလည်းလူရှင်တော်တွေပန်ဖို့လူရှင်တော်တွေကလည်းမင်းသားကိုပန်ဖို့အဲ့လိုမျိုးလဲဆိုတော့မိသားစုစတိုင်ဖြစ်သွားတာပေါ့မိသားစုစတိုင်ဆိုတော့တခုအဲ့လိုမျိုး family group လို့ဖြစ်သွားတဲ့အတွက်ကြောင့်ဒီတောင်းလဲမှုလေးတွေလည်းများပြားလာပြီးလို့ရှိရင်ကျွန်တော်ကြည့်ရတဲ့ရတ္တလေးတွေလည်းဆုံဆုံလင်လင်နဲ့ပြောင်းလဲမှုလေးတွေနဲ့ဆိုတော့ ပို့ပြီးတော့အောင်းတာပေါ့တဦးတယောက်စူးစမ်းမှုနဲ့အစာရဲအဖွဲလိုက်စူးစမ်းတဲ့အတွက်ကြောင့်အောင်းမြင်ပါလားအောင်းမြင်လားဒီနောက်ပိုင်းမှာလေးစိတ်ကလေးနဲ့ပတ်သက်ပြီးတော့ချစ်ချစ်ပြောင်းမှာလာနိုင်လို့ပဲစိတ်ထားတော့ဖြူစင်တယ်ပေါကြီးကတကယ်ဖြူစင်တာဟာဖြူစင်တယ်ဖြူစင်တယ်ဟိုရိုးသားတယ်သူရှိလူကြီးသူမတွေကိုကိုင်းဆိုင်ရိုသေးကိုင်းဆိုင်နေပေါ့လိမ့်မှာဗလိမ့်မှာသူနည်းနည်းလေးတက်လာတဲ့လမ်းစပူကစောင့်ကြည့်နေတာ ကိုင်းတော့မှာလမ်းစဘူးနဲ့အောင်စဘူးဘယ်သူမှပို့ပြီးတော့မကလေးပြေးတယ်များလေဟာလမ်းစဘူးကပြောင်းတော့ဒါတော့ကိုဘကကိုဘမှာရှိနေတဲ့မိန်းကလေးတွေဟိုဘနေနေလေးသွားလိုက်ပါဦးအားနာနေလို့တိုးတိုးထုတ်နေရတာအဲ့ရွှေခိုင်းတာပေါ့နင်းနဲ့ရွှေခိုင်းတာကိုလည်းနင်းနဲ့ပြင်မနေတော့မဟုတ်လေနှုတ်ဆက်တာများတော့လေချီလန်တလန်နောက်ဆုတ်ချီလန်တလန်မဟုတ်သုံးလန်သုံးလန်ဆုတ်ပေးထားတာအောင်စဘူးကတော့ လာမယ်နာမည်လေးနဲ့အသိနမိတ်ပေါ့နော်နာမည်ကအဓိကပဲအသိနမိတ်လေးအောင်စဘူးဒီစဘူးတခွင်းမှာအောင်မြင်မှုကိုစုခူးအောင်မဲ့မင်းသားတက်လက်လို့တော့ကျွန်တော်ပြောချင်ပါတယ်